ပရွေးစိတ်အုပ်ကြီးရဲ့နတ်ဆိုင်သောမြေအောင်အိမ်တစ်ခုမှာအာနီဆိုတဲ့ပရွေးစိတ်ပြိုလေးဟာနေ့စဉ်ရက်ဆက်အလုပ်လုပ်ရတာကိုမြင်ငွေနေပါတယ်။သူမက အခြားပရွေးစိတ်တွေလိုအစာရှာတာအိမ်ဆောက်တာပဲအကြိမ်ကြိမ်လုပ်နေရတာထက်ပိုကြီးမားတဲ့အရာတစ်ခုခုကိုလုပ်ချင်နေပါတယ်။ဒီနေ့တော့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ပရွေးစိတ်အိုကြီးဦးညံကြီးကသူ့ကိုခေါ်ပြီးပြောပါတယ်အာနီ။ပရွေးစိတ်တကောင်ဤဘဝဆိုတာအုပ်စုလိုက်နေထိုင်ပြီး တူဦးကိုတူဦးကူညီရံပဲဒါပေမဲ့မင်းစိတ်ထဲမှာမေးခွန်းတွေရှိနေတယ်ဆိုတာငါသိတယ်ဒီတော့မင်းသွားကျင်တဲ့ခီးကိုသွားပါဒါပေမဲ့သတိထားပါကဘာကြီးဟာမင်းထင်သလောက် မကြီးမားသလိုမင်းထင်သလောက်မသေးငယ်ပါဘူးအာနီဟာအုတ်ဆုကနေစွန့်ခွာပြီးမမြင်ဘူးတဲ့ကဘာကြီးကိုစူးစမ်းဖို့ခီးထွက်လာခဲ့တယ်မြစ်ပင်တပင်ဟိုဝေးကြီးမှာတစ်ပင်ကြီးလို့ထင်ရတဲ့အရာစီကို သူခီးနေခဲ့တယ်ခီးမှာအတားအဆီးများစွာကြုံရတယ် မိုးဆက်တဆက်ဟာသူ့အတွက် ရေကန်ကြီးလိုဖြစ်နေတယ်ပရစ်တကောင်ရဲ့ခြေလန်းဟာငလင်ကြီးလိုဖြစ်နေတယ်ဒါပေမဲ့အာနီဟာစိတ်တက်မကြဘူးဦးမြန်ကြီးတုန်တင်ခဲ့တဲ့အတိုင်းသူ့ညံကိုတုံးတယ်မိုးဆက်ကိုရှောင်ဖို့မြေရွက်အောက်မှာခိုနားတယ်ခြေလန်းတွေကြောင့်ဖြစ်တဲ့မြေကြီးတုန်ခါမှုကိုကြိုတင်သိရှိဖို့မြေကြီးကိုခန်းစားကြည့်တယ်တနေ့မှာသူဟာတစ်ပင်ကြီးရဲ့အောက်ကို ရောက်ရှိသွားတယ်။အဲဒီမှာသူမြင်ရတာကတစ်ပင်ပေါ်ကပြားတစ်ကောင်ပြန်တန်းနေပေမဲ့ သူ့ထက်အစာပေါင်းများစွာကြီးမားနေတာကို တွေ့ရတဲ့အာနီဟာသူ့ရဲ့သေးငယ်မှုကို နားလည်သွားတယ်ဒါပေမဲ့သူ့မှာရှိတဲ့ဇွဲနှဲနဲ့ဉာဏ်ပညာကိုလည်းယုံကြည်လာတယ်။ပြန်လန်းမှာအာနီဟာသူ့အုပ်စုကိုပြန်ငယ်ဖို့လိုအပ်နေတဲ့အခြေအနေနဲ့ကြုံရတယ်။မိုးကြီးရွာပြီးရေစီးကြောင်းတွေကပရွက်စိတ်အိမ်ဝကိုရေတွေဝင်နေတယ် အာနီဟာသူခရီးထွက်ရင်မြင်ခဲ့ရတဲ့မြေရွက်ကြီးတွေကိုအသုံးပြုပြီးရေကာတာငယ်လေးတစ်ခုစောက်ဖို့အကြံပေးနိုင်ခဲ့တယ်။သူ့ရဲ့အကြံနဲ့အုပ်စုတစ်ခုလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်ဘေးအန္တရာယ်ကိုကျော်လွှားနိုင်ခဲ့တယ်။သူခရီးစဉ်ကြောင့်အုပ်စုတစ်ခုလုံးဟာပုံမအားကောင်းလာပြီးအာနီဟာအမှတ်တမဲ့ခရီးတွေလေးဖြစ်ကနေအုပ်စုရဲ့ညင်ရင်ညံသွေးအဖြစ်ရပ်တည်နိုင်ခဲ့ပါတော့တယ်။တင်ငန်းစာတေးငယ်သောအရာတိုင်းတွင် ကြီးမားသောစွမ်းရည်များနှင့်တည်ယူစရာများရှိပါသည်။ ဇွဲနှဘဲနှင့်ဉာဏ်ပညာဖြင့်အတားအစီးတိုင်းကိုကျော်လွှားနိုင်ပါသည်